ြန်မာနိုင်ငံနေဆက်မှာတည်ရှိနေတဲ့မြို့တစ်မြို့မြို့တော်ကြီးတစ်ခုလိုကြီးမားခန်းနာတဲ့အဆောင်တွေဒါပေမဲ့အဲ့ဒီနောက်ွယ်မှာတော့ဘူ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 ငွေချေခွာချောင်းတို့လောင်းကစားလုပ်ငန်းတွေဒီရတွေကိုဥဆောင်နေတဲ့သူကတော့ရှီကျစ်ကျန်းအယုံနိုင်ငံကထပ်ပြေးလာတဲ့သူတူကမ်ဘောဒီးယားနိုင်ငံကမြန်မာနိုင်ငံမှာတရားမဝင်အင်ပါယာတည်ဆောက်ခဲ့တယ် ဒီနေ့မှာတော့ရှီတောင်အာရှတဝဲမှာဖြစ်ပွားနေတဲ့အန်ဒီအကြီးဆုံးကိုယ်ရဲတစ်ခုအကြောင်းကိုဖော်ထုတ်ပေးတော့မှာဖြစ်ပါတယ်။ရှီချစ်ကျန်းဟာ1982ခုနှစ်တရုတ်နိုင်ငံဟူနန်ပြည်နယ်ရှန်တောင်မြို့မှာမွေးဖွားခဲ့ပါတယ်။သူရဲ့ဇီးပွားရေးစတင်မှုကအွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ပါ။မထောင်၁၄ခုနှစ်မှာတရုတ်စိုးရကသူ့ကို တရားမဝင် လောင်စာတုံငင်လောက်ကန်မှုကြောင့်တရားဆွဲဆိုခဲ့ပြီးသူကတရုတ်နိုင်ငံကနေထွက်ပြေးခဲ့ပါတယ် အဲဖိလစ်ပိုင်ကမ္ဘောဒီးယားတို့ကိုတွားလာခဲ့ပြီးနိုင်ငံသားအဖြစ်ကမ္ဘောဒီးယားမှာမှတ်ပုံတင်ခဲ့ပါတယ်။ဒီချိန်မှာပဲသူ့ရဲ့ Yan Tai International Foreign Group ကိုတည်ထောင်ခဲ့ပြီးအရှေ့တောင်အာရှတဝမ်းမှာစီးပွားရေးမျိုးတော်ကြီးတည်ဆောက်ဖို့စီစဉ်ခဲ့ပါတယ်။နှောင်းစက်ခုခုနှစ်မှာရှီချစ်ချန်ဟာမြန်မာနိုင်ငံမြောက်ဝတီမြို့နယ်အတွင်းမှာရှိတဲ့ရွှေကုတ်ကိုနေနေကိုရောက်ရှိလာပါတယ်။မြန်မာစစ်တပ်ထိန်းချုပ်တဲ့ ဘောရဂက်ဖို့စ် BGN နဲ့ပူပေါင်းပြီးမြို့တော်တစ်ခုတည်ဆောက်ဖို့စီစဉ်ခဲ့ပါတယ်။စီမံကိန်းမှာတော့ Lastry Condo, Blockchain Zone, Casino, Resort စတဲ့နည်းပညာမြို့တော်တစ်ခုဖြစ်တင်ပြခဲ့ပါတယ်။ဒါပေမဲ့အမှန်တကယ်မှာတော့ဒီညဟာတရားမဝင် online ဘောင်းစားတုံ့ပြန်တွေလူကုန်ကူးမှုငွေချေးခွာချမှုမကောင်းမှုဒုစရိုက်လုပ်ငန်းတွေပေါ်ပေါ်တည်တည်ရောက်တိုင်နေနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ မြန်မာအစိုးရကစီမံကိန်းကိုရပ်ဆိုင်ခဲ့ပေမယ့်အဆောက်အုံဆောင်လုပ်မှုတွေကဆက်လက်လွတ်ဆောင်နေပြီးမြန်မာနိုင်ငံအတွင်းတရားမဝင်လုပ်ငန်းတွေကိုတားဆီးဖို့ခက်ခဲနေတဲ့အခြေအနေကိုပြသနေတဲ့ဥပမာတစ်ခု ဖြစ်လာခဲ့ပါတယ်။ရွှေကုတ်ကိုဟာရှေ့ချကျန်းရဲ့တရားမဝင်အင်ပါယာတစ်ခုတစ်စိတ်တစ်ပိုင်းသာဖြစ်ပေါ်တယ် ူ့ရဲ့လုပ်ငန်းတွေကထိုင်းကမ္ဘောဒီးယားဖိလစ်ပိုင်လာအိုတို့ထိတိုးပွားနေခဲ့ပြီးအွန်လိုင်းလောကစားလုပ်ငန်းတွေကိုတရားမဝင်ဖြစ်ပြုလုပ်ပြီးလူငယ်တွေကိုလိမ်လည်ဖမ်းဆီးတာကဲစတန်စကမ်မာတွေမှာအလုံးလုံးခံကြပါတယ်။တချို့ကတော့ဝေချေးပြောင်းလဲမှုလူကုန်ကူးစတဲ့ကိုယ်ရည်ကြီးတစ်ခုကိုတိဆောက်ခဲ့တယ်လို့လည်းဆိုကြပါတယ်။တရုတ်ဆိုရကလည်းသူ့ကိုတရားဆွဲဆိုခဲ့ပြီးဒါရှေ့တောင်အာရှဒေသတွင်လူအခွင့်အရေးအတွက်အကြီးမားဆုံးအန္တရာယ်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ ယရောမဆန်ခုနဲ့အဘုံနဲ့73ရင်းမှာရှင်းချက်ချမ်းကိုဒါနဲ့မှဖန်စီနေပါတယ်။ဖန်စီမှုကတရုတ်ဇိုးရရဲ့တောင်းဆိုမှုရာ Inter Province လို့တဲ့အမှဖြစ်ခဲ့ပါ။ဒိုင်းပါနာမိုင်းကသူ့ကိုဘန်ကောက်မှာဖန်စီခဲ့ပြီးရာရုံးမှာတရုတ်သူပြန်ပေးအပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ရှင်းလေကတော့သူဟာတရုတ်ဇိုးရအတွက်စုံစမ်းရေးလုပ်ခဲ့သူဖြစ်ပြီးပြန်လည်ပေးအပ်ခြင်းကမတရားကြောင်းပြောဆိုခဲ့ပါတယ်။ တိုင်းနိုင်ငံကျင်းတောင်တင်းမှာလည်းလူခွင့်ရေးချိုးဖောက်မှုကြီးခံရရတယ်လို့ပြောကြခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်လုံလမစနေနေ့မှာတရုတ်ပြန်ပေးအပ်ခံခဲ့ရပြီးယခုအခါတရားစွဲဆိုမှုအောင်မြင်လို့ရှိနေပြီဖြစ်ပါတယ်။ရှီချေချာရဲ့အိမ်ပါရဟာတရားမှုရဲ့လုပ်ငန်းတွေနဲ့တိစောက်ထားတာကြောင့်အရှိတောင်အာရှတဝမ်းမှာလူအများအတွက်အန္တရာယ်ဖြစ်စေခဲ့ပါတယ်။ တရုတ်စိုးရအနေနဲ့တရားမှုလုပ်ငန်းတွေကိုတင်းကျပ်စွာတားဆီးဖို့ကြိုးပမ်းနေပါတယ်။ရှီချီကျင်းအင်ဘာယာတရားမှုလုပ်ငန်းတွေလူကုန်ကူးမှုတွေဒီဂျစ်တယ်ငွေကြေးပြောင်းလဲမှုတွေစကန်ကွန်ရက်တွေကို အခြေခံထားတာဖြစ်ပါတယ်။ ချီချကျန်းကိုဖမ်းမိတော့တယ်လို့တူနောက်ပဲမှာရှိတယ်။ Investor တွေ Military Linked Group တွေနိုင်ငံတကာ Scam Syndicate တွေကတော့ယနေ့ထိရှေ့တောင်အားရှာဒေတာမှာလှုပ်ရှားနေစေဖြစ်ပါတယ်။ တရားမဝင်စီးပွားရေးဟာနိုင်ငံရေးစီးပွားရေးနဲ့လူ့အခွင့်အရေးကိုဘယ်လောက်ထိအကျိုးသက်ရောက်နိုင်တယ်လဲမြန်မာနိုင်ငံအတွက်ဒီမှုကတတိပေးချက်တစ်ခုဖြစ်ပါတယ်။နေဆက်ဒေတာတွေမှာစစ်တမ်းတွေ၊ Naked Group တွေကတရားမဝင်လုပ်ငန်းတွေကို လုပ်ခွင့်ပြုနေတဲ့အခါဒေတာရဲ့လူလူအတွက်ဘယ်လောက်ထိအန္တရာယ်ရှိနိုင်တယ်လဲ။တရားမဝင် Empire တစ်ခုဟာ ဦးရဲနဲ့မတီးဆောင်နိုင်ပါဘူး။ဒါစနစ်တကျပံ့ပိုးမှုရှိတဲ့ network တစ်ခုဖြစ်ပါတယ်။ဒီ network ကိုဖျက်ဆီးဖို့ဆိုတာတူတယောက်ဖန်ဆင်းခြင်းနဲ့မလုံတော့ပါဘူး။ဒါနိုင်ငံတကာပူးပေါင်းမှုစနစ်တကျစုံစမ်းမှုနဲ့လူမှုရဲ့များစွာတတိပေးမှုကိုလိုအပ်ပါတယ်။ ကြောပြရဲ့ layer ချင်းကိုမခံရအောင်ဘယ်လိုကြိုးတင်ပြင်ဆင်ရမလဲဆိုတာကျွန်တော် channel လေးမှာ video လေးတင်ထားပါတယ်။တောင်းရောက်ကြည့်ရှုအားပေးနေပါတယ်။ဒီခု video လေးကိုလည်းကြိုက်နေတယ်ဆိုရင် like and share subscribe လုပ်ခဲ့ပြီးတော့ download ဆိုရအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။